မင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ရှမ်းပြည်နယ်မှာလေယာဉ်မြေတွေအသိခံလိုက်ရတဲ့ဒေသခံတောင်သူလေသမားတွေဟာစိုက်ပျိုးလုပ်ကင်ဖို့အတွက်အခက်အခဲတွေတွေ့နေကြရပါတယ်။ရခိုင်ပြည်နယ်မြများမြို့နယ်မှာမြေကမ်းမပြိုကျတာတွေကိုတစ်လုံးနဲ့ဝါလုံးနေနဲ့ကာကွယ်နေတာဟာထိရောက်မှုရှိမှာမဟုတ်ဘူးလို့ဒေသခံတွေကပြောဆိုနေကြပါတယ်။မွန်ပြည်နယ်ချောင်းဆုံမြို့နယ်မှာတော့လက်စစ်မီးသွတ်တမ်းမှုပြည်သူတွေကုန်ကြခံရမယ်ဆိုတာတွေနဲ့အတူတခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း LinkKI မိုးနေဒေသအတွင်းကတောင်သူလယ်သမားတွေရဲ့မြေယာတွေကိုပြည်သူစစ်တွေကတင်လိုက်တဲ့အတွက်စိုက်ပျိုးဖို့အခက်အခဲတွေတွေ့နေကြရပါတယ်။ဆိုရကတတ်မှတ်ပြီးလို့ပြည်သူစစ်လာသိမ်းသွားတယ်လို့ပြောတယ်။တခြားဒေသကလူတွေကိုအဲ့ဒီမှာရွာတယ်ပြီးလာနေခိုင်းဖို့ပြည်သူစစ်အင်အားအတွက်ထင်တယ်။ လယ်ယာရီကိုပြည်သူစစ်တွေက2008ခုနှစ်ကတည်းကသိမ်းယူကြောင်းမိုးနယ်မြို့နယ်အတွင်းမှာလယ်မြေဧကပေါင်းတောင်းချီသိမ်းခံရကြောင်းတချို့ရွာတွေမှာပြည်သူစစ်တွေသိမ်းယူထားတဲ့မြေဧက9000ကျော်ရှိပြီးတချို့ရွာတွေမှာတော့အစိုးရစစ်တပ်ကနေသိမ်းယူထားတဲ့မြေဧက900ကျော်ရှိကြောင်းဒေသခံတွေကပြောပါတယ်เมื่อนตั้งในฮอกคาเลยตึงอิงก็จ้าผู่บาริโกตินเนตรุแล조사ไปบาระตรุเยมีบုံด้านอยู่บีไตรเวลาไซต์เดจนเราก็ไม่จาขณะละหมัดตั้วโทไคเน ဘုံမူပါခမရနှစ်လေးရှိကဘုံမူပါကျိုင်းတောင်မြို့နယ်ခွဲကတောင်သူလယ်သမား900ကျော်မြေသိမ်းခံရပြီးအေက9000ကျော်ရှိတယ်လို့ဆိုပါရယ်။ကျိုင်းတောင်မြို့နယ်ခွဲပြည်နယ်လွတ်တော်မဲဆန္ဒနယ်အမှတ်နဲ့အနံ့ရကိုစလဲလောင်းဆိုင်မျိုးမြင့်ကအစိုးရတက်လက်ထက်မှာလယ်ယာမြေအသိမ်းခံရတဲ့အကြောင်းကိုတင်ပြမယ်လို့ပြောပါရယ်ရှင်။နမ်နဟခါအပွန်လືနဟမတရားယူတာပဲဒါကိုမကျေနပ်ဘူး။သူတို့က3ခွက်သိမ်းတယ်ကျမကတစ်ခွက်လောက်တော့ပြန်ပေးပါလို့ပြောတယ်။ ပြန်ပေးမှလားမပေးဘူးလားဆိုတာမသိဘူးဆိုရင်13မှာနဲ့ခမတ်ထိုင်ဆုံးခါ2013မှာကျွန်တော်ရဲ့ရှံကိုလာထုံတယ်စက်ကြီးတွေနဲ့အာဓမလာထုံတယ်အထက်ကအမေနဲ့လာထုံတယ်ပြန်သိမ့်မယ်လို့ပြောတယ်ကျွန်တော်တို့လည်းပြန်လျှောက်တယ်ပုံစံ1နဲ့လျှောက်လည်းမရပုံစံ9နဲ့လျှောက်လည်းမရပြည်သူကတော့ပြင်ပြင်ရခြင်းနဲ့နောက်လုံကြုံစိတ်ချစွာလောက်ကင်ခွင့်မှာ ။ကင်းပြည်နယ်မှာတော့ပုံမူကြီးစော်စန်းအောင်ပါဝင်ဒီမိုကရေစီအကျိုးပြုကင်းတက်မတော့ Democratic Crime Benevolent Army DKB မှထုတ်ပယ်ခံရတဲ့တက်မှုအများစုပါဝင်တဲ့အဖွဲ့ဟာ DKB နာမည်ဟောင်းဖြစ်တဲ့ထုတ်တဲ့သောဗုဒ္ဓဘာသာကင်းမျိုးသားတက်မတော့ Democratic Crime British Army DKB အဖြစ်ပြန်လည်ဖွဲ့စည်းလိုက်ကြောင်းစနိုရီလ16ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုဖွဲ့စည်းလိုက်တဲ့ DKBA နာမည်ကရခိုင်မိခင်အစည်းအုံး KNU မှခွဲထွက်ကာစားဖွဲ့စည်းရတည်ခဲ့တဲ့အဖွဲ့စည်းနာမည်ကိုပြန်လည်အသုံးပြုပြီးဒီချအဖွဲ့စည်းတရအနေနဲ့ပြန်လည်ဖွဲ့စည်းထားတာဖြစ်တယ်လို့ကြေညာချက်ထဲမှာပြောထားပါဗျ။ဒီကိစ္စနဲ့ပတ်သက်ပြီးပြောခွင့်ရသူဗိုလ်မှူးကြီးစောစန်းအောင်ကမိမိတို့အနေနဲ့လွှင့်ပြေခံလမ်းဘေးကအမိုက်တွေမဟုတ်ပဲလက်နက်ကင်အဖွဲ့စည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မူလအဖွဲ့စည်းကိုပြန်လည်အစားတို့တိစောက်ခြင်းဖြစ်တယ်လို့တရားဖွဲ့တစ်ခုလို့လည်းပြောလို့ရပါတယ်လို့ကြေသတင်းစေကိုအတည်ပြုပြောခဲ့ပါဗျ။ ကျင်းပြည်နယ်လိုင်းပွဲမြို့နယ်မြန်ကျူးကဒေသမှာခြေဆိုင်မဲ့ DKB အဖွဲ့အစ်အနေနဲ့စစ်ဦးစီးချုပ်အဖြစ်အရင်းကဒီမိုကရေစီချုပ်ပြုကျင်းတက်မတော် DKB အဖွဲ့ဟောင်းဗိုလ်ချုပ်စောကျော်တဲ့နဲ့ဒုစစ်ဦးစီးချုပ်အဖြစ်ဗိုလ်မှူးချုပ်စောတန်းရွှေခေါ်ဗိုလ်ပြည်တို့ကတောင်းယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဗိုလ်မှူးချုပ်စော်လာပွဲဦးဆောင်တဲ့ဒီမိုကရေစီဂျိုးပြူကျင့်တက်မတော် Democratic Grand Benevolent Army DKB ဌာနချုပ်အနေနဲ့လက်ရှိအချိန်မှာတစုံတရာတုံ့ပြန်ပြောဆိုမှုတွေမရှိသေးဘူးလို့အမည်ဖော်လို့သူ DKB ရာရှိတူဦးကကြေတင်းစေကိုပြောပါရယ်တစ်ဆက်တည်းမှာပဲအစိုးရနဲ့ NCA တနိုင်ငံလုံးပြည်ခက်ရဆဲသဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ကင်မျိုးသား CUKNU ဖွဲ့ဟာဇန်နဝါရီလ31ရက်နေ့မှာကြာအောင်မဲ့69နှစ်မြောက်ကင်မျိုးသားတော်လှန်ရေးခန္ဓာပွဲကို တော်လည်းတက်တန်နဲ့90ပြည့်မှုထမ်းခဲ့သူတွေကိုဂုံလူဆောင်စုတွေချင်းမြင့်သွားမှာဖြစ်တယ်လို့ဘွဲ့တော်ချင်းမကြီးကုမ္ပဏီထံမှသိရပါဗျ။ကင်မျိုးသား CEO KNU လျောက်ခင်ဖအန်ခရိုင် KNL တက်မှာခုနှစ်ဌာနချုပ်စေပြခွင့်မှာကျင်းပမဲ့ကင်တော်လည်းရင်းနဲ့အခမ်းအနားကို KNU ဘို KNL တက်မှာခုနှစ်ဌာနချုပ်နဲ့ KNU ဖအန်ခရိုင်တို့ပူးပေါင်းကျင်းပသွားမှာဖြစ်ပြီးစေပြပွဲပါဝင်ဂုံလူဆောင်စုနဲ့ကွန်ပျူတာချင်းမြင့်ခြင်းအစီအစဉ်ကိုထက်သွင်းလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဘွဲ့တော်ချင်းမကြီးကုမ္ပဏီဥက္ကဋ္ဌ can you travel to him to ဘလို့စောတော်တိပွဲကပြောပါတယ်အခုတော့ဂွန်ပြူရမှာနေ့90ပြည့်ဂွန်ဒူးဆောင်စုအတွက်53ခုဂွန်ပြူလွန်နဲ့ဂွန်ပြူတစိပ်ပဲမှာဖြစ်ပြီးတွန်လဲဤကာလအတွင်းအစိုးရရဲ့ဖန်စီထောင်ချခံရပြီးအဖွဲ့အစည်းမှပြန်လည်မှုထမ်းခဲ့သူ16ဦးကိုလည်းဂွန်ပြူလာတွေပြည့်ချင်းမြင့်သွားမှာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီအပြင်ဒေါ်လန်ရေးတက်ပွဲကာလတွေမှာကိုလက်အင်ကချွေရင်ဆုံရှုံခဲ့ရသူတွေကိုလည်းဂွန်ပြူလက်ဆောင်တွေပေးရတော့မှဖြစ်တယ်လို့ပွဲတော်ချင်းမကြီးကော်မတီကပြောပါရယ် မုံပြင်းနဲ့မှအမျိုးသမီးတဦးကျေးရွာအုပ်ချုပ်ရေးမှုအဖြစ်ပထမဆုံးကြိမ်ရွေးချယ်ခံခဲ့ရပါတယ်။ဆိုင်မျိုးမျိုးနယ်တရနာကျေးရွာဒေသခံတို့ဇန်နဝါရီလ18ရက်နေ့မှာပြုလုပ်တဲ့ကျေးရွာအုပ်ချုပ်ရေးမှုရွေးချယ်ပွဲမှာဝင်ရောက်ရွေးချယ်ခဲ့တဲ့ပုဂ္ဂိုလ်၄ဦးတည်းကဒေါ်တန်းထေးကရွေးခံရတယ်လို့သိရပါတယ်။ အမောတ်နော်အကြီးဆုံးကိစ္စကတော့လျှက်စင်မီပဲပေါ့နော်ကိုတူကိုထလျှက်စင်မီကိစ္စကအများကြီးရှုပ်ထွေးနေတယ်ဒီလျှက်စင်မီကိစ္စနဲ့ပတ်သက်လို့ရွာသူရွာသားတွေကအုတ်ချွေးမှုဟောင်းနဲ့တန်တရားအများကြီးဖြစ်နေတယ်ဒါတွေကိုရွာသူရွာသားတွေလည်းနားလည်လာအောင်ကျွန်မအနေနဲ့သူတို့တွေကိုပူးပေါင်းသွားမယ်ဒေါ်တန်တီက1998ခုနှစ်ကစပြီးတော့အစိုးရအကြောင်းတွေမှာဆီယမ်မအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ် 2005ဒီဇင်ဘာလမှာတော့ပို့စတမွန်ပညာရေးဌာနကိုနှစ်နှစ်ဆက်တိုက်တက်ရောက်ခဲ့ပြီးမြန်မာထိုင်းနယ်ဆက်စံခရဘူရီမှာရှိတဲ့ Two Stand ကျောင်းမှာလည်းတာဝန်ထမ်းဆောင်ခဲ့ပြီး2012ခုနှစ်မှာတထုံခရိုင်မွန်ပညာရေးဌာနကဒုတိယတာဝန်ခံအဖြစ်ဆက်လက်တာဝန်ယူခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံကိုကြည့်လိုက်မယ်ဆိုရင်အမျိုးသမီးတွေကအုပ်ချုပ်မှုအပိုင်းမှာတာဝန်ယူတာနည်းပါတယ်။ သူတို့တွေကိုဝင်လုစေခြင်းနဲ့ကျွန်တော်တို့ရောက်မှာအမျိုးသမီးဥယျာဉ်များပြီးတော့အုပ်ချုပ်မှုအပိုင်းကိုဝင်လုတာနဲ့တယ်ဒါကြောင့်သူတို့ကိုလုစေခြင်းနဲ့အမျိုးသားဖြစ်ရမယ်အမျိုးသမီးဖြစ်ရမယ်လို့ဥပဒေထဲမှာမပါပါဘူးအမျိုးသားဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ကျေးရွာသူရွာသားတွေရဲ့လိုအပ်ချက်တွေကိုဆောင်ရွက်ပေးနိုင်ဖို့ကအဓိကပါပဲလို့နိုင်တင်အောင်ကဆက်ပြောပါတယ်တဆက်တည်းမှာပဲမွန်ပြည်နယ်ချောင်းစုံမြို့နယ်မှာရှိတဲ့ကျေးရွာတွေမှာလက်စစ်မီးတွေတန်းဖို့အတွက်ပြည်သူတွေကအကုန်ကြခံရမယ်လို့သိရပါတယ် 66 kb ဓာတ်အားလိုက်ဟာမော်လမြိုင်ကနေချောင်းစုံကို ရောက်ရှိနေပါပြီ။ဒါပေမဲ့ကြေးရွာတွေနဲ့အိမ်တန်ရာရောက်မီးလင်းဖို့အတွက်ကိုတော့ပြည်သူတွေကကိုထူကိုထစနစ်နဲ့ဆောင်ရွက်သွားရမယ်လို့လည်းသိရပါတယ်။ 70kb line ကဟမိုင်းထရန်စဖော်မာတာ။ 70kb line နဲ့ထရန်စဖော်မာပဲအစိုးရကပေးမှာပါ။ရွာထဲမှာမီးသတ်တမ်းဖို့အတွက်ကတော့ပြည်သူတွေကကော်မတီဖွဲ့ပြီးရွာထဲမှာမီးလင်းအောင်သတ်တမ်းဖို့အတွက်ပတ်စံဆူရမယ်။အဲ့ဒါပြီးရင်တော့ မိလင်းမယ်ရွာတွေတဲကလျှက်စစ်ပလန်းတွေမပြီးသေးဘူးဆိုရင်မိကနင်းပေးလို့လည်းမရဘူးမော်လမြိုင်နဲ့ချောင်းစုံကိုတွေ့တန်းနေတဲ့66 kV ဓာတ်အားလိုင်းကို2015ခုနှစ်နိုဝင်ဘာလမှာစတင်ဆောင်ရွက်ခဲ့ပြီးပြည်ထောင်စုအစိုးရကဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်မြေမြမြို့နယ်မှာရှိတဲ့ဗန်မြောင်တိုက်နယ်ကျေးရွာမိကံမပြိုချမှုကိုတစ်လုံးတွေဝါလုံးတွေနဲ့ဖြစ်ခဲ့တဲ့ဆန်းကာကွယ်နေတာကိုဒေသခံတွေကဝေဖန်ချက်တွေအမျိုးမျိုးပေးနေကြပါတယ်။ ပြည်ခဲ့တဲ့နှစ်ကကိုဂရစ်တိုင်တွင်နဲ့ထိန်းသိမ်းကာကွယ်မှုပြုလုပ်ခဲ့ပေမဲ့မြေကန်မပြုံမှုကို မတားဆီးနိုင်ခဲ့ပါဘူးအဲ့ဒီလိုကာကွယ်မှုကိုပြီးခဲ့တဲ့နှစ်ကအစိုးရကဘတ်ဂျက်ကျပ်သိန်း2000ပြီးထံမိုးပွေကုမ္ပဏီကတောင်ယူတိဆောက်ခဲ့တာဖြစ်ပါတယ်ဒီနေ့မှလည်းကြက်သိန်း2000ပြီးတော့အဲ့ဒီကုမ္ပဏီကတစ်တွေဝါးတွေသုံးပြီးကာကွယ်နေတာဖြစ်ပါတယ်။အခုလိုမြေကန်မပြိုချမှုတန်ကိုတစ်တွေဝါးတွေနဲ့ကာကွယ်မှုပြုလုပ်နေတာဟာထိရောက်မှုမရှိနိုင်ဘူးလို့ဒေသခံတွေကသုံးသပ်နေကြပါတယ်။ ပုံစံကတော့ပုံစံကဒီလောက်ဟာကိုမပြောနဲ့ကျောင်းတိုင်တွေနဲ့လှုပ်တာတော့အောက်ကစားလာလို့လဲကျသွားတာဒီအိမ်ပြိုတဲ့အခါကျမတို့တနည်းမှမအေးရဲဘူးအဲကျောင်းလေးထင်လာတာနဲ့လဲပြိုသွားတာပဲဖြစ်တင်တာကဟိုးဘက်တွေကရေကျောင်းလွှဲရမယ်အရာမသင်းမောကြီးတွေနဲ့ကြောက်တွေချပြီးကြောက်တန်းကြီးတွေနဲ့တားပစ်လိုက်ရမယ်ဒါမှရေစီးကဟိုးဘက်ကပတ်သွားမှာပန်းမြောင်မြစ်ကဲမကိုလင်းမျိုးမြစ်ရေကလိုက်ခံပြီးတိုက်စားနေတဲ့အတွက် နေ့စဉ်နေ့တိုင်းမြေကန်မှာပြုံမှုဒဏ်ကိုစိုးစိုးဝါခံနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့မိုးတွင်ကဆိုလဲမြေကန်ပြုံလို့နေပါဝင်ဇေးဆိုင်ခံပေါင်း30ကျော်လောက်ပြိုကျပျက်စီးသွားခဲ့ပါပြီ။ဒါကြောင့်ဒီမြေကန်ပြုံမှုကိုအခုလို့ဖြစ်ခဲ့တဲ့ဆံမလို့ပဲခက်ခိုင်မမာတိဆောက်ပေးစေချင်တယ်လို့လည်းနေ့နာသွားတဲ့ဒေသခံတွေကပြောကြပါတယ်။ကျွန်တော်ကတော့အခုလုံနေတာကိုသဘောမကျဘူး။ဘာကြောင့်လဲဆိုတော့ခိုင်ခန့်မှုရှိမယ်မထင်ဘူး။ သူတို့ကပြိုသွားပြီးတဲ့မြေပေါ်ကပဲပြန်လုတာဖြစ်ပါတယ်။အရင်တော့အုံနယံနဲ့ကွန်ကရစ်တိုင်ကြီးတွေနဲ့ထိန်းထားတာတော့မမရဘူး။အောက်ကရေတိုက်စားပြီးတော့ကိုပြိုကြတာလေ။အပေါ်ကပြိုသွားပြီးတဲ့မြေပေါ်မှာဒီတိုင်တွေကိုစိုက်ရင်လဲသူ့ဟာသူချောကျသွားမှာပဲ။ကန်းကဒီတိုင်ပြိုတာတော့မဟုတ်ပါဘူး။ရေကအောက်ကနေတိုက်စားတော့အပေါ်ကတောင်ပေါ်ကရေစီးတွေနဲ့ရေကစိမ့်လာပြီးပြိုကြတာဖြစ်ပါတယ်။ ဲ့ဒီမြေကန်မားကိုထိန်းသိမ်းကောက်ကွယ်ရေးဆောင်ရွက်နေတဲ့ကုမ္ပဏီတာဝန်ရှိသူတွေပြောတာကအစိုးရချပေးတဲ့ဘတ်ဂျက်နဲ့ကွန်ကရစ်တန်တွေသုံးပြီးလုပ်ရင်မြေကန်ဧရိယာနည်းနည်းလေးကိုပဲကောက်ကွယ်မှုလုပ်နိုင်မှာဖြစ်တဲ့အတွက်အခုလိုတစ်လုံးတွေဝါလုံးတွေသုံးပြီးမြေကန်တစ်လျှောက်လုံးကိုကောက်ကွယ်မှုလုပ်လိုက်ရတာဖြစ်တယ်လို့ဆိုပါတယ်။ဘိုးပိုင်နေပါကြောင့်မဆိုင်လဲဆိုကျွန်တော်ကြားတဲ့ဘတ်ဂျက်နဲ့လုံးလိုက်ရင်ဒီနေ့တနေရပဲရမှာပါ။ပေ350လောက်ပဲရမှာ။အခုကဘတ်ဂျက်ကိုဖြန့်ပြီးတော့ဘတ်ဂျက်နဲ့ညီမျှလို့ပေ1000လုံးကို ျွန်တော်ရွာလူနဲ့တိုင်ပင်ပြီးတော့ဒီချီအမှတရပြောပြီးတော့ဒီတိုင်းလက်ခံတယ်ဒီပစ်ဆောင်တော့ဘယ်လိုပဲလုပ်လိုက်ပါမယ်လို့ဒီချီနဲ့အရင်တည်းကမလုပ်ခင်ကဆွေးနွေးပြီးတော့ဒုက္ခရနဲ့ဒီကရမ်းမြေဟဖိုင်ရွာအထောက်အူဖွဲ့နေပြောပြီးမှတခိုင်ပြည်နယ်အတွက်လာမယ့်ဗဏ္ဍာနှစ်မှာပြည်ထောင်စုအစိုးရကချပေးမယ်ကျပ်ဘီလီယံ140ကျော်ကိုခွဲဝေသုံးစွဲနိုင်ဖို့ရခိုင်ပြည်နယ်လွှတ်တော်ကအရေးပေါ်အစည်းအဝေးတစ်ခုကိုခေါ်ယူကျင်းပခဲ့ပါတယ် အဲ့ဒီအစည်းအဝေးကိုဇန်နဝါရီလ22ရက်22ရက်နဲ့25ရက်နေ့တွေမှာစစ်တွေမြို့မောင်နီပြင်ကျေးရွာနားကရခိုင်ပြည်နယ်လွတ်တော်ရုံးအဆောက်အုံတင့်မှာကျင်းပခဲ့တာပါအစကတော့ဘာလို့ဒီ2016စကွန်ဘာတိုင်းနေ့ရက်အရသောအကျင့်လို့ဖို့အစီအစဉ်မရှိဘူးအဲ့တော့16စကွန်ရဲ့ဒေသန္တရစီမံကိန်းလို့ဖို့အစီအစဉ်မရှိဘူးတော့ပြည်တော်စုလွတ်တော်ကဒီတက်တန်းမှာပဲ ဆက်ချောက်စကောအတီးပြုမှဖြစ်တဲ့အတွက်ကြောင့်တိုင်းဒေသကြီးပြည်နယ်တွေမှာလည်းမိမိပြည်နယ်ဆိုတာတိကျလာရင်အတီးပြုပေးနိုင်ပါကပြုပေးပါဆိုလို့ပါတော့ပြုပေးတာပဲအဆင်ပြေတယ်ဆိုလို့ဆောင်ရတယ်ရခိုင်ပြည်နယ်အစိုးရကလာမယ့်ဗန္ဒာနှစ်မှာရခိုင်ပြည်နယ်အတွက်ဘတ်ဂျက်ငွေ7ဘီလီယံ300ကျော်သုံးစွဲဖို့တင်ပြတောင်းဆိုခဲ့ပေမဲ့ပြည်ထောင်စုအစိုးရက ကျပ်ငွေဘီလီယံ145ဘီလီယံကိုပဲသုံးဆွဲခွင့်ပြုလိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ဒုတိယအစင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ရခိုင်ပြည်နယ်မှာဗဏ္ဍာရေးနှစ်တစ်ခုမှာကျပ်ငွေဘီလီယံ300လောက်သုံးဆွဲမှာပဲပြည်နယ်ဖွံ့ဖြိုးရေးအပိုင်းတွေကိုဆောင်ရွက်နိုင်မှာဖြစ်ပြီးအခုချပေးတဲ့140ကျော်လောက်နဲ့လုံလောက်မှုမရှိနိုင်ဘူးလို့လည်းလွတ်တော်ကိုယ်စားလှယ်တွေကထောက်ပြကြပါတယ်။စစ်စစ်ခေါ်စစ်ခနဲ့ 2016 2019သတ်မှတ်ထားတဲ့ဥပဒေမူကြမ်းနဲ့ပတ်သက်လို့သူတို့ကြိုတင်ပြီးတော့ရှင်းပြထားတယ်လေအမှန်ကတော့မတ်လလောက်မှာရှင်းပြရမှာအခုရှင်းပြရတယ်ဆိုတာက နောက်တစ်ကြိမ်ဒုတိယကြိမ်လွတ်တော်အတွက်ငွေခွဲဝယ်ဖို့ဟာအစဉ်သင့်ဖြစ်အောင်ဆိုပြီးကုကရဲကနေခွဲဝယ်ပြီးတော့ရှင်းပြလိုက်တာဖြစ်ပါတယ် အခုရရှိတဲ့ဘတ်ဂျက်ဟာရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟာဥမ္မုံမအောင်လက်ထက်တုန်းကရရှိခဲ့တဲ့ဘတ်ဂျက်ငွေ200ဘီလီယံထက်နည်းပါးနေတာကို တွေ့ရပါတယ်။ရခိုင်ပြည်နယ်မှာလွတ်တော်တတ်တန်း9နှစ်တာကာလမှာပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးလမောင်တင်လက်ထက်ကရရှိခဲ့တဲ့ဘတ်ဂျက်ငွေ34ဘီလီယံဟာအနည်းဆုံးဘတ်ဂျက်ငွေဖြစ်တယ်ဆိုတာကိုလည်းလွတ်တော်စီရင်အရသိရပါတယ်။ ရခိုင်ပြည်နယ်အတွက်ပြည်ထောင်စုအစိုးရကအခုချပေးလိုက်တဲ့ဘတ်ဂျက်ကိုသုံးစွဲခွင့်ပြုထားတဲ့ရခိုင်ပြည်နယ်ဒေသနာစီမံကိန်းဥပဒေမူကြမ်းကို အခုကျင်းပခဲ့တဲ့အရေးပေါ်အစည်းအဝေးနောက်ဆုံးနေ့မှာအတည်ပြုဆုံးဖြတ်ခဲ့ကြတယ်လို့လည်းသိရပါတယ်ရှင်။ချင်းပြည်နယ်ပလဲဝဒေသဟာရခိုင်ပြည်နယ်ပိုင်းဖြစ်တဲ့အတွက်ပလဲဝဒေသပြန်လည်ရရှိဖို့အတွက်ရခိုင်တပ်မတော် AA ကတပ်မတော်နဲ့တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ပလဲဝဒေသထံမှပြောဆိုနေမှုတွေရှိခဲ့ပြီးအဲ့ဒီပေါ်ဒေသခံခုမီးဖွဲ့စည်းတွေကကန့်ကွက်ကြောင်းစာထုတ်ပြန်ခဲ့ကြပါတယ်။ ကံခွဲစာထုတ်ပြန်ခဲ့ကြသူတွေကတော့ခူမီလူငယ်အသင်း၊ခူမီမျိုးသမီးအသင်းနဲ့ဘလဲဝခူမီအသင်းမလေးရှားတို့ဖြစ်ကြပါတယ်။သူတို့ရဲ့စာတမ်းမှာဘလဲဝဒေတာဟာ1948နဲ့2008အခြေခံဥပဒေတွေအရချင်းပြည်နယ်ထဲမှာရှိတဲ့အပြင် AA ဖွဲ့ပြောဆိုနေမှုဟာအခြေခံဥပဒေကိုစန့်ကျင်ပြီးတိုင်းသားစီလုံးညီညွတ်ရေးကိုထိခိုက်စေတဲ့အပြုအမူဖြစ်တယ်လို့ဖော်ပြထားပါတယ်။ လေဝဒေတာချင်းနေနဲ့ရခိုင်တပ်မတော်ရဲ့လှုပ်ရှားမှုတွေပေါ်ချင်းနိုင်ငံရေးပါတီတွေနဲ့ CNF တို့ဘက်ကနေလှုပ်ရှားမှုတစုံတရာမရှိသေးတဲ့အပေါ်မှာချင်းလူတုကလည်းအားမလို့အားမရဖြစ်နေကြတယ်လို့လည်းသိရပါတယ်။ချင်းမျိုးသားတပ်မတော် CAN ရဲ့ဗိုလ်မှူးကြီးဆော်လမွန်က AA ဘက်ကနေအဲ့ဒီလိုပြောတာဟာသူတို့ခေါင်းဆောင်တွေရဲ့မူဝါဒဟုတ်မဟုတ်ကိုမေးဖို့လိုပါတယ်။တကယ်ဟုတ်တဲ့ဆိုရင်ကျွန်တော်တို့ CNF အနေနဲ့လှုပ်ရှားမှုပြုလုပ်မှာဖြစ်ပါတယ်။လှုပ်ရှားမှုကတော့အမျိုးမျိုးရှိပါတယ်။ အခု CNF ညီနာခံမှာဒီကိစ္စကိုလည်းဆွေးနွေးကြမှာပါလို့ပြောပါတယ်။ဒါအပြင်စစ်မှန်ဖြစ်ပွားရအဓိကနေရာဖြစ်တဲ့ပြည်ချောင်းဒေသခံတွေကလည်းဇန်နဝါရီလ6ရက်နေ့မှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုစစ်ပွဲအမြန်ဆုံးအပြစ်သက်ပေးဖို့ရန်အတွက်စပို့ခဲ့တာလည်းရှိပါတယ်။2015မက်လာကုံကနေပလောဝမြို့နယ်ထဲမှာရခိုင်တပ်မတော်နဲ့မြမတပ်မတော်ကြားတိုက်ပွဲတွေစတင်ခဲ့ခြင်းကြောင့်ချင်းလူမျိုး400ခန့်ဟာနေအိမ်တွေကိုစွန့်ခွာနေကြရပါတယ်။ လွန်ခဲ့တဲ့ဒီဇင်ဘာလမှာစစ်အရှိန်ပြန်ကောင်းလာပြီးနှစ်ဖက်တပ်တွေရဲ့အုံပြူတဲ့မိုင်းအန်နယ်အကြောင်းတောင်ရမလုံနိုင်သလို border area တွေကိုကြောက်တဲ့အတွက်စစ်ဘေးရှောင်စခန်းကိုမိသားစု78စုထပ်မံရောက်ရှိလာခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာကျမတို့ရဲ့အစီအစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူအပေါင်းရှင်လန်းချမ်းမြေ့ကြပါစေရှင်နောက်တစ်ပတ်ဒီလိုအချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တက်တွန်းရင်ဒီတစ်ပတ်အစီအစဉ်ကိုရန်နာခွင့်ပြုပါခင်ဗျာ